ဒီစံဖန်ကိုအပင်းအောင်ဆင်နေကြတယ်ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်မတရားနေဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးအောင်မှာဖြစ်ပါရှင် တစီယန်ဖန်ပရိသတ်များရှင့်မှတ်တရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးကရန်ကုန်မှာနေတဲ့ကိုလက်ရာပဲဖြစ်ပါတယ်ရန်ကုန်မှာနေတဲ့ကိုလက်ရာရဲ့အသက်30ပြည့်မွေးနေ့အတွက်ကိုတော့ပဲခူးမှာနေတဲ့နန်းဤဖြူအင်းတကောင်မှာနေတဲ့မမယာဓနုပြမှာနေတဲ့မဆုလေးကိုစောထောနောင်နဲ့ငဆုံမှာနေတဲ့မမေပိုးဖြူတို့ကနေပောင်ဝင်ဆုတောင်းပေးလာမယ်ဖြစ်ပါရှင် ဆက်လက်ပြီးတော့ဒီနေ့အမတ်တရားနေ့စီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာဆူတောင်းပြအောင်မယ့်ဝင်းနေရှင်ကတော့သစယန်ဖန်က မတ်တင်းတင်းလှိုင်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။သစယန်ဖန်ကမတ်တင်းတင်းလှိုင်ရဲ့ဝင်းနေအတွက်ကိုတော့ပဲခူးမာနေတဲ့နန်ဤဖြူ၊မမယာ၊မဆက်မြတ်သူ၊မဆုနဒီလင်း၊မနန်းစင်ထွေ၊မခင်မြောင်းဝင်း၊မတ်တော်စာ၊မဆင်မမိုး၊မအီအီခိုင်၊မနီနီဝင်းနဲ့တငယ်ချင်းတွေကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးမှာဆက်လက်ပြီးအောင်စုတောင်းပြအောင်မယ့်ဝင်းနေရှင်လေးကတော့တောင်ကြီးမာနေတဲ့မတ်ဆောင်းနှင်းဖြူရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်တောင်ကြီးမာနေတဲ့သမီးလေးမတ်ဆောင်းနှင်းဖြူရဲ့တတနှစ်ပြည့်ဝင်းနေအတွက်ကိုတော့တောင်ကြီးမာနေတဲ့တီတီစုလိုက်မမငွေနှင်းဖြူမမခေရှမုံဖူတို့ကနေပြီးတော့ပောင်းရင်စုတောင်းပြလာပဲဖြစ်ပါရှင် ဒီနေ့မတရားနေ့စီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာဆက်လက်ပြီးအောင်ဆူတောင်းပြရမယ့်ဝင်းနေရှင်ကြီးကတော့မိတိလာမနေတဲ့ပလဲချိုရဲ့ဝင်းနေအတွက်ပါဒူမာလီပလဲချိုရဲ့လေးနေပြည့်ဝင်းနေအတွက်ကိုတော့ခေတ္တမိတိလာမနေတဲ့မဆန်းဆန်းမိုးကနေပြီးတော့ပအဝင်ဆူတောင်းပေးလာမယ်ဖြစ်ပါရှင်တစီအဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရှင်။ ရည်သက်များရှင့်ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပေါဝင်လာတဲ့သူတွေကတော့ရန်ကုန်မှာနေတဲ့ကိုအီမင်းခန့်မတ်တနာဖြိုးနဲ့မတ်ဝီစင်မိုးတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ရန်ကုန်မှာနေတဲ့ကိုမျိုးမင်းအောင်နဲ့မတ်တနာမျိုးတို့ရဲ့ချစ်သူတက်တန်းနှစ်နှစ်ပြည့်အတွက်ကိုပေါဝင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။သတင်းဖန်ပရိသတ်များရှင့်မတ်တရားနေ့စီစဉ်ကိုတော့ချွတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့ဝင်းနေရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့နေအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့တစင်းဖရင်ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေရာမတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစင်းဖရင်ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့တူတူ ။သစရန်ဖန်နာဒိမတ် YouTube Channel မှာလည်းကမ္မလီနဲ့အတူပအဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။